င်္ဂလာပါရှင်ကျမကတော့ရွံမေကိုပါမနေ့ကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းချို့ကိုရွေးချယ်ကောင်းတော့တင်ဆက်ပေးသွားပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ KNL စစ်ဦးစီးချုပ်ရဲ့နေအိမ်ကိုစစ်ကောင်စီတပ် drone နဲ့တိုက်ခိုက်တဲ့သတင်း ARSA ကောင်းဆောင်နဲ့နောက်လိုက်ကိုဦးကိုဘင်္ဂလားဒေ့ရှ်ဖမ်းဆီးလိုက်တဲ့သတင်းစစ်ကောင်စီကတောင်သာမြို့နယ်အတွင်းစစ်တပ်လေဒီနှစ်စီးနဲ့တိုက်ခိုက်တဲ့သတင်း ငင်းရည်ဆွေနေပဲချက်ချင်းပြန်စားဖို့ထရန့်နဲ့ပူတင်သဘောတူတဲ့သတင်းအစရှိတဲ့သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။ဓမ္မဆောင်သတင်းအနေနဲ့ KNL စစ်ဦးစီးချုပ်ရဲ့နေအိမ်ကိုစစ်ကောင်စီတပ် drone နဲ့တိုက်ခိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNU ဗဟိုဌာနချုပ်ကပြည်မျိုးသားလူမျိုးရေးတပ်မတော် KNL စစ်ဦးစီးချုပ်ရဲ့နေအိမ်ကိုမနေ့ကမနက်အစောပိုင်းမှာစစ်ကောင်စီတပ်က drone များနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ ထိုင်းမြန်မာနယ်စပ်က Bluetooth ခန်းပါဝင်ခြေကုပ်ခန်းတွေကိုလက်လွတ်လိုက်ရတာကြောင့်စစ်ကောင်စီဘက်ကမနေ့ကမနက်3နာရီကျော်မှကီမျိုးသားစီယုံ KNU ဘူဌာနချုပ်ကို drone နဲ့3ချိန်လာရောက်တိုက်ခိုက်ခဲ့တာပါအဲ့ဒီတိုက်ခိုက်ခဲ့မှုတွင်အဆောက်အုံအနည်းငယ်သာပျက်စီးခဲ့ပြီးထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်နောက်ထပ်သတင်းအနေနဲ့ ARSA ခေါင်းဆောင်နဲ့နောက်လိုက်ကိုဦးကိုဘင်္ဂလားဒေ့ရှ်ဖမ်းဆီးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် အာရဂန်ရိုဟင်ဂျာကယ်တင်ရေးတပ် ARSC ရဲ့ထိပ်ပိုင်းကောင်းဆောင်တူဦးနဲ့အဖွဲ့ဝင်တွေကိုဖမ်းဆီးရမိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကပြောပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့အကြမ်းဖက်တိုက်ဖြတ်ရေးအထူးယူနစ် ARB ရဲ့တပ်ခွဲ17ဟာမတ်လ16ရက်နေ့စက်ခွန်ရက်တွေမှာနာရာယန်ဂက်ရှ်နဲ့မိုင်မန်ဆန်းတို့ပါတိကျစစ်စင်ရေး၃ခုလှုပ်ဆောင်ခဲ့တာဖြစ်ပြီး ARS ရဲ့အသက်48နှစ်အရွယ် ထိတ်တန်းကောင်းဆောင် အာတာဦးလာအပူအမန်ဂျနူနီနဲ့အခြားတန်တရားရှိသူကိုဦးကိုဖမ်းဆီးရမိခဲ့ကြောင်းကြေညာခဲ့ပါတယ်။သူတို့ကိုတရားရုံးကနေယမန်ယူပြီးနာရာရန်ဂျက်မှာရှိတဲ့စစ်တာကန့်ရဲစခန်းမှာချုပ်နှောင်ထားတယ်လို့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေမှာမနေ့ကဖော်ပြခဲ့ပါတယ်။နောက်ထပ်သတင်းအနေနဲ့စစ်ကောင်စီကတောင်တာမြို့နယ်အတွင်းကိုစစ်တပ်လေတီးနှစ်စီးနဲ့တိုက်ခိုက်တဲ့သတင်းကို တင်ဆက်ပေးပါမယ်။ န္တလေးတိုင်းတောင်သာမြို့နယ်ရှိမကြီးပင်တဲကျေးရွာနဲ့အနီးဝန်းကျင်တွေကိုစစ်ကောင်စီတပ်ကစက်တက်လေဒီနှစီနဲ့မနေ့ကမနက်ပိုင်းမှာတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးတောင်သာမြို့နယ်မိုင်60ခန့်กว่าရှိမိချီလာမြို့အခြေဆိုင်လေရီမောင်းတင်တန်းเจ้าမှတစဉ်လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးမကြီးပင်တဲကျေးရွာနဲ့အနီးတစ်ဝိုက်ကိုပုံသည့်ရှစ်လုံးကျဲချတိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုကြောင့်ပြည်သူနေအိမ်တစ်လုံးနဲ့ ဟုံကြီးကျောင်းတကျောင်းပေါ်ကြားရောက်ပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးလူထိခိုက်မှုမရှိကြောင်းသိရပါဗျ။နောက်ဆုံးသတင်းအနေနဲ့ငင်းကြဲရေးဆွေးနွေးပွဲချက်ချင်းပြန်ဆဖို့ထရန့်နဲ့ပူတင်သဘောတူတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အမေရိကန်သမ္မတထရန့်နဲ့ရုရှားသမ္မတပူတင်တို့ကြားတယ်လီဖုန်းနဲ့ဆွေးနွေးမှုတင်ရုရှားကယူကရိန်းနဲ့စွမ်းအင်ဆိုင်ရာပြစ်မှတ်တွေကို130အပြည့်ရပ်ပေးဖို့သဘောတူလိုက်ကြပြီးယူကရိန်းငင်းကြဲရေးအတွက်အရှိလေပိုင်းမှာ ဆွေးနွေးမှုတွေချက်ချင်းပြန်စတင်ဖို့ကိုလည်းသဘောတူခဲ့ကြပါတယ်။ဒါ့အပြင်ခေါင်းဆောင်တို့ဟာငင်းကျဲရေးစီဥတီတဲ့လှုပ်ရှားမှုကိုစွန့်အင်းနဲ့အခြေခံအဆောက်အုံတွေမပြည့်ရေးနဲ့စတင်ဖို့သဘောတူခဲ့ကြတယ်လို့အိမ်ဖြူတော်ကပြောကြားပါတယ်။ခရမလင်ကတော့သမရဏဦးဟာရိုးသားတဲ့အမြင့်ချင်းဖလှယ်မှုပြုလုပ်ခဲ့ကြပြီးဆက်လက်ဆက်သွယ်ထားရှိဖို့သဘောတူခဲ့တယ်လို့သိရပါတယ်။ နေ့ကတည်းကဖြစ်ပျက်ခဲ့တဲ့သတင်းတွေကထူးခြားတဲ့သတင်းချို့ကိုမြို့တော်ပြည်သက်ကြီးအတွက်ရွေးချယ်ကောင်းတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်။